ငလေးနဲ့ပြည်တွင်းစစ်ကြောင်းကလေးတွေတိတ်ဆုံနေရတယ်လို့ Miss War မြန်မာကိုစားပြုအလှမဲကပြောလိုက်ပါတယ်မြန်မာကိုစားပြုအလှမဲခီစာခင်ကငလေးနဲ့ပြည်တွင်းစစ်ကြောင်းကလေးတွေအများကြီးတိတ်ဆုံနေရတယ်လို့အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss War ပြိုင်ပွဲမှာပြောလိုက်တာဖြစ်ပါတယ်မနေ့ကပေါ့နော်ဒီမေလ21ရက်နေ့က Miss War ရဲ့ Head to Head Challenge တင်ဆက်မှုမှာဒီမြန်မာအလှမဲခီစာခင်က တို့เจ้าကပြားကိုရွတ်ဆိုပြီးတော့ထုတ်ပြောလိုက်တာဖြစ်ပါတယ်ဒီကပြားကို ကလေးတွေအားလုံးတို့ရင်ထဲကနေနည်းနည်းဆိုတာကျမရွတ်ဖတ်လိုက်တာလို့ဆိုပါတယ်ငလင်နဲ့ပြည်ရင်းစစ်မှာတိတ်ဆုံးခဲ့ရတဲ့ကလေးတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့လည်းသူကဆိုပါတယ်တို့လေးတွေကောင်းရမွန်ရကိုရောက်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ် 2023ခုနှစ်ကနေ2025ခုနှစ်အတွင်းမှာဒီစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်းပေါင်း240ကျော်ထိမှန်ပျက်စီးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအညီကြီးကထုတ်ပြန်ထားပါတယ်။မေလ12ရက်နေ့ကဆိုရင်လည်းဒီစကိုင်းတိုင်းတပဲရင်မြို့နယ်အိုးတိန်တွင်းရွာကစာတင်ကြောင်းဟာလေကြောင်းကနေတိုက်ခိုက်ခံခဲ့ရလို့ကလေးငယ်22ယောက်နဲ့ဆီယမ22ယောက်သေဆုံးခဲ့ပါတယ်။ လက်ရှိမှာမြန်မာပြည်သူတွေဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလည်းလိုအပ်နေတယ်လို့အသက်16နှစ်အရွယ် Miss War မြန်မာကိုစားပြုအလှမဲ့ခီစာခင်ကပြောပါတယ်